။လာမယ့်ရွေးကောက်ပွဲအတွက်မဲဆင်းရင်ထဲမှာမှားယွင်းတာတွေရှိနေရင်လည်းပြင်ဆင်လို့ရသေးကြောင်းပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကပြောဆိုလိုက်ပါတယ်။ရန်ကုန်မြို့ Park Riot Hotel မှာ August 31ရက်နေ့ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်နဲ့ရပ်ဖက်လူမှုအဖွဲ့အစည်းတွေတွေ့ဆုံပြီးမှအခုလိုမျိုးပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။မဲပေးပိုင်ခွင့်ရှိသူစည်ရင်တွေကိုတော့စက်တင်ဘာလလယ်လောက်မှာထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲပေါ်မှာပြည်သူတွေကစိတ်ဝင်စားမှုရှိလာစေဖို့အတွက်လည်းအသိပညာပေးလှုပ်ဆောင်မှုတွေအားနည်းနေသေးတယ်လို့ပြောဆိုဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာတော့ကော်မရှင်ဥက္ကဋ္ဌဦးတင်ရေးကတုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။ငြင်းမမြင်ဘူးနော်။မန္တလေးလည်းပြောတယ်အမေ။မန္တလေးပြောတယ်ဘာပါ့။နော်။မမဘူးကကြောင့်ပြောလေ။ဒီခုကြည့်မယ်ဆင်း။ဘာဒီနော်။ဒုက္ခလည်းကျွန်တော်ကလည်းပြောလိုက်ပါတယ်။ဒါပေမဲ့နော်။တုံ့ပြန်ရေးဆိုကျွန်တော် ကျွန်တော်ရှိမှာနော်တိုင်းပြည်တည်းပြည်ညာအဖွဲ့ကြီးကျွန်တော်ပြည်ညာခေါ်ပြီးပါမယ်နော်ဒီကောက်ပွင့်နဲ့ပတ်သက်ပြည်ညာလည်းရှိတယ်မဲမှုလည်းရှိတယ်ပြည်ညာရှိတယ်ပြည်ပြီးလို့ရှိရင်ကျွန်တော်ကပြီးရင်ကျွန်တော်ကဘောနဲ့ဖြစ်ရခင်းနေတော့နော်ညွန့်ညွန့်နေတယ်ရဲရောင်းနဲ့ရက်ကိုကြိုးအဆူဆင်းအောင်မှာရက်ကိုကြိုးအဆူဖယ်ချလို့ဆင်းအောင်မှာဆိုအော်တိုဘာနာကြတယ်မယုံမှုတွေထွက်နေတယ်နော်ညနေတိတိမှာကျွန်တော်လုပ်နေပါတယ် တော့အကြံလို့ရှိရင် lesson ဆက်လုပ်ပြီးမယ်။အနိုင်နေပြီတော့ဗီဒီယိုတွေပြမယ်။နားလည်အောင်ကျွန်တော် train လုပ်ပေးမှာ။နော်။အခုတော့မေးနေတာသူကတိလာသူဒီနေဖြစ်တော့ပေါ့။အဲကြောင့် care တိလာမမလာဆိုမမမနေ။